မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်တရုတ်နိုင်ငံအခြေစိုက် Netter Desert EV Car Company Diwali ခံမှုကြောင့်မြန်မာ EV Car ဈေးကွက်ကိုပါရက်ခတ်နေပြီးဝယ်လိုအားတွေထိုးကျနေလို့အကြံဖက် Main Online သားနဲ့တမီးတို့တင်သွင်းရောင်းချနေတဲ့ EV Car ဈေးကွက်ပါအခြေအနေမကောင်းဘူးဆိုပါတယ် ရခိုင်ပြည်နယ်မှာအာရခတော် EE ကနောက်ဆုံးတင်ပိုက်ဖို့ကြံနေတဲ့မြို့သုံးမြို့တွေကစစ်တွေမြို့နယ်မှာရှိတဲ့ပါတလိတ်ဂျေးရွာစစ်တပ်စခန်းအနီးမှာအချက်ဖက်စကောင်းစီတက်တဲ့ EE တပ်တွေကြအပြန့်အလန့်ပစ်ခတ်မှုတွေရှိလာပြီးဆိုတဲ့သတင်းပေါ့မေးနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့ ပြည်နိုင်ငံအခြေစိုက် Netter Z EV ကကမ္ဘာ့ဒီဝါလီခံမှုကြောင့်မြန်မာ EV ကဈေးကွက်ကိုပါရက်ခတ်နေပြီးဝယ်လို့အားရထိုးချနေသလိုအကြက်ဖက်မင်းအောင်လိုက်သားနဲ့သမီးတို့တင်သွင်းရောင်းချနေတဲ့ EV ကဈေးကွက်ပါအခြေအနေမကောင်းဘူးလို့ရန်ကုန်မြို့အခြေစိုက်ကားဈေးကွက်ကျွမ်းကျင်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့လက်ရှိပြည်နိုင်ငံအခြေစိုက် Netter Z ရက်စ EV ကကမ္ဘာ့ဟာဇွန်လ19ရက်နေ့ကပဲဒီဝါလီခံလိုက်ပြီးဆိုပြီးတရားဝင်ကြေညာသွားသလိုသူတို့ရဲ့ Netter Z EV ကရှိုးရွန်ဒရီကိုပါပိတ်သိမ်းမှုတွေလုပ်သွားတယ်ဆိုပါတယ်။အဲ့ဒီလိုဒီနိုင်ငံအခြေစိုက် Netzer EV ကကမ္ဘာ့ဒေဝါလီခံမှုကြောင့်မြန်မာနိုင်ငံမှာရောင်းချနေတဲ့လက်စ EV ကဈေးကွက်မှာပါအရှိန်ဟုန်ပြင်းပြင်းရက်ခတ်နေပြီးဝယ်လို့အားတွေအကြီးအကျယ်တိုးချနေတယ်ဆိုပါတယ်။ငကိုကလေးကမှမြန်မာနိုင်ငံမှာမီးပုံမှန်မရတဲ့အတွက်လျှက်စစ်နဲ့အာသွင်းမီအသုံးပြုရတဲ့အဲ့ဒီ EV ကားတွေကိုလူတွေကတိတ်မကြိုက်လို့နှီးပေါင်းစုံနဲ့ထိုးရောက်နေရတဲ့အခြေအနေမှာ အခုလိုတရုတ်နိုင်ငံအခြေစိုက် Netterzeit EV Car Company Diwali ခံမှုကြောင့်မြန်မာနိုင်ငံမှာရောင်းနေတဲ့ EV Car ဈေးကွက်မှာအကြီးအကျယ်ရိုက်ခတ်မှုတွေရှိနေတယ်လို့ရန်ကုန်မြို့နယ်ကားဝါရင်ဝယ်ရောင်းကဆိုထားပါတယ်။အဲ့ဒီလိုဒီနိုင်ငံမှာ Diwali ခံသွားတဲ့ Netter အမှတ်စိတ်လျက်စစ် EV Car တွေကိုမြန်မာနိုင်ငံမှာ Grand Series Company ကတင်သွင်းနေတာဖြစ်ပြီးလက်ရှိ Diwali ခံတဲ့ကြက်ရက်ကြောင့်မြန်မာနိုင်ငံမှာရှိတဲ့အဲ့ဒီ နန်တရစိတ်ကားတွေကိုဈေးနှုန်းလျှော့ပြီးအ мян ရောင်းချမှုတွေနဲ့ဝယ်ထားတဲ့သူတွေကလည်းအရှုံးခံပြီးပြန်ရောင်းတာတွေဖြစ်နေတယ်လို့သိရပါတယ်။အဲ့ဒီလိုလျက်စစ် EV ကားတွေကိုမြန်မာနိုင်ငံမှာအကြမ်းဖက်မင်းအွန်လိုင်းရဲ့တာအောင်ပြေဆုံးတဲ့တမိဖြစ်သူခင်သီရိတမုံတို့ကသူတို့ရဲ့လှုပ်ဖော်ကင်ပတ်တရုတ်ဆောင်ဝင်းမုံရွှေကြီးယောက်ျားနိုင်ဖြိုးကျော်ဆိုသူတို့နဲ့ပါပေါင်းပြီးအကြီးအကျယ်တင်သွင်းနေကြတာဖြစ်တယ်လို့အခုလို့ တရုတ်နိုင်ငံအခြေစိုက်နက်တာစိတ် EV car company Diwali ခံမှုကြောင့်ဂျပန်မင်းအွန်လိုင်းသားနဲ့တမီးတို့တင်သွင်းရောက်ချနေတဲ့ EV car တွေရဲ့ဝယ်လိုအားတွေလည်းအလွန်အမင်းထိုးချနေပြီးဈေးကွက်အခြေအနေမကောင်းဘူးလို့လည်းရန်ကုန်မြို့အခြေစိုက်ကားဈေးကွက်ကျွမ်းကျင်သူတွေကပြောထားကြပါတယ်ခင်ဗျာတဖက်မှာတော့ရခိုင်ပြည်နယ်မှာအရကတတော် AA ကနောက်ဆုံးသိမ်းပိုက်ဖို့ကြံနေတဲ့မြို့၃မြို့တဲကစစ်တွေမြို့နယ်မှာရှိတဲ့ပါတလိတ်ကျင်းရွာစစ်တပ်စခန်းအနီးမှာ ဂျပန်စကောက်စီတက်တဲ့အေအေတက်တွေအကြားအပြန်အလှန်ပြစ်ခတ်မှုတွေရှိလာပြီလို့စစ်တွေသတင်းရင်းမြစ်ကပြောပါတယ်။လက်ရှိမှာအာရခတတော်အေအေနဲ့အချက်ဖက်စစ်ကောက်စီတက်အကြားကြောက်ဖြူမြို့နယ်မှာလည်းတိုက်ပွဲတွေဖြစ်ပွားနေပြီ။အဲ့ဒီတိုက်ပွဲတွေမှာစစ်ကောက်စီဘက်ကအကြီးအကျယ်စစ်ရှုံးနေတဲ့အပြင်ဗိုလ်မှူးအဆင့်တွေကအစအတိအသီးတေကုံကြတာတွေနဲ့ဖမ်းဆီးခံရတာတွေအထိဖြစ်နေသလိုအခုတခါစစ်တွေမြို့နယ်မှာရှိတဲ့ပါတလိတ်ခြေရွာစစ်တပ်စခန်းကိုပါ အရခတတော်အီအီကစနိုက်ပါနဲ့ပြစ်ခတ်တိုက်ခိုက်နေပြီးစေကောင်းစီဘက်ကလည်းသူတို့ကိုဘယ်ကပြစ်နေမှမသိပဲလက်နက်ကြီးနဲ့ရန်တမ်းပြစ်ခတ်တာတွေပြန်လုနေတယ်လို့စစ်တွေသတင်းရင်းမြစ်ကပြောထားပါတယ်။အဲဒီစစ်တွေမျိုးနဲ့ပါတလိတ်ဂျေးရစိတ်ကမ်းမှာဆိုရင်အချက်ဖတ်စက်ကောင်းစီတက်စကန်ရှိနေပြီးစစ်တရဲ့ခလာရ2 3နှစ်တရင်ခမရ3 4တရင်နဲ့ပညာရေးတရင်10တို့ပါရှိနေတယ်လို့အဲဒီတရင်တွေကနေ အခါတတော်အေးအေးရှိမယ်လို့ထင်ရတဲ့နေရာတွေကိုစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်နေကြတယ်လို့လည်းစစ်တွေသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့မွန်ပြည်နယ်ကအချက်ပစစ်ကောင်စီတပ်ရဲ့တထုံစစ်မှုထမ်းတင်နန်းကျောင်းကစစ်မှုထမ်းတပ်သား၄ဦးဟာတော်လိုင်းရင်တပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတယ်လို့ချက်တဲ့စစ်ကြောင်းရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇော်လ၂၂ရက်နေ့ကပဲ အချမ်းပစကောင်စီတိတ်ရတထုံစစ်မှုတန်းတင်နန်းကျောင်းမှာအပုတ်ခံထားရတဲ့စစ်မှုတန်းတပ်သားတလေးဦးဟာစစ်ကောင်စီလက်အောက်ကနေအကြိမ်ကြိမ်ထွက်ပြေးဖို့ကြိုးစားနေရင်နဲ့နောက်ဆုံးမှာလက်နက်မယူဘဲကိုလွတ်ယုံထွက်ပြေးလာပြီး ကျက်တဲ့နဲ့စစ်ကြောင်းစီမှာအလင်းဝင်ရောက်လာကြတယ်ဆိုပါလေ။အဲဒီလိုအလင်းဝင်လာတဲ့စစ်မှုန်းတပ်သားတဲ့၄ဦးစလုံးဟာစစ်ကောင်စီတပ်ရဲ့မတရားပေါ်တာဆွဲဖမ်းဆီးခံရတဲ့သူတွေဖြစ်ပြီးဒေါ်လော့စင်မှာတော့အဲဒီတန်သားတဲ့၄ဦးလုံးကိုတော်လန်ရေးတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုးစားဆောက်ရှောက်ပေးထားပါတယ်လို့လည်းကျက်တဲ့နဲ့စစ်ကြောင်းရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ။တဖက်မှာလေထိုင်းနိုင်ငံမှာတရားမဝင်နေထိုင်မှုနဲ့ဖမ်းဆီးခံရပြီးမြန်မာနိုင်ငံပြန်အပုတ်ခံရတဲ့အချိန်စစ်မှုန်းတပ်အဖြစ်စုဆောင်းခံရတဲ့ တင်းငါကြီးတိုင်းပလောက်မြို့နယ်တိုင်းပဟိုစနစ်ကတသက်တလေးဦးဟာဒေါ်လာရေးတရွေးစီကိုထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတယ်လို့ဘိတ်ခဲအမှတ်၁ PDF ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တိကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇော်လ၁၈ရက်နေ့ကပဲတင်းငါကြီးတိုင်းပလောက်မြို့နယ်မှာရှိတဲ့အချမ်းဖတ်စကောင်းစီရဲ့တိုင်းပဟိုစနစ်ကစစ်မှုထမ်းအပတ်စဉ်၁၇တသက်လေးဦးဟာဒေါ်လာရေးတရွေးစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတသက်လေးဦးဟာ ဒိန်သာယီဒေသခံ2ဦးနဲ့ကျန်တဲ့2ဦးကထိုင်းနိုင်ငံမှာတရားမဝင်နေထိုင်မှုနဲ့ဖမ်းဆီးခံရပြီးမြန်မာနိုင်ငံပြန်ပို့ခံရတဲ့အချိန်စစ်မှုထမ်းအဖြစ်စုဆောင်းခံရတာဖြစ်ပြီးတော့လက်ရှိမှာအဲ့ဒီတသားတဲ့၄ဦးစလုံးကိုတော်လိုင်းတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုးစားဆောက်ရှောက်ပေးထားပါတယ်လို့လည်းဗိခိုင်အမှတ်1 PDF ရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျတဖက်မှာတော့နိုင်ငံတော်တိုက်ပွဲတိုင်းမှာအရှုံးနဲ့သာရင်ဆိုင်နေရတဲ့အချက်ဖက်စကောင်စီတက်က ယသပြည်သူတွေကိုပြစ်မှတ်ထားပြီးလေချောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေရမှာမန္တလေးတိုင်းကတောင်သားမတရားနဲ့စင်ကူးမြို့နယ်တွေမှာလည်းဘာတိုက်ပွဲမှမဖြစ်ပဲလေနဲ့လာပြီးဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူတို့အသေဆုံးထားပြန်လို့နောက်ထပ်ပြည်သူ၃ဦးကဒဏ်ရာရရထားတယ်လို့သက်ဆိုင်ရာဒေသတရင်ရင်းမြစ်တွေကရန်ကုန်ခေတ်ကိုပြောထားကြပါတယ်ဒါကတော့ဇော်လ23ရက်နေ့တရက်ထဲမှာပဲမန္တလေးတိုင်းကတောင်သားမြို့နယ်ညောင်တိုးကြီးရွာ စင်ကူးမြို့နယ်ထုံကြီးဂျေးရွာမြောက်ဘက်နယ်မန္တရာမြို့နယ်အောက်ကန်ဂျေးရွာဝင်းကျင်ဘက်တွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဗန်တိုင်ပွဲမှာမဖြစ်ပဲလေနဲ့လာပြီးဘုံတွေချက်ချသွားတယ်ဆိုပါတယ်အဲ့ဒီလိုစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ရတပ်ပြည်သူအမျိုးသမီးတအုပ်တင်ဆုံးခဲ့ရပြန်တဲ့အပြင်ကလေးငယ်တွေအပါအဝင်နောက်ထပ်ပြည်သူ၃ဦးကဒဏ်ရာရရထားပြီးနေအိမ်တွေလည်းဖျက်ဆီးထားတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောထားကြပါတယ်ခင်ဗျာ ောက်မှာတော့ပဲခူးတိုင်းကမင်းလာမြို့နယ်မှာရှိတဲ့ခွတ်မဂျေးရွာကိုအကျန်းဖတ်စစ်ကောင်စီတပ်ကဒီကနေ့ဇွန်လ25ရက်နေ့မှာဝင်းရောက်မိရှုဖျက်ဆီးနေပြန်တယ်လို့ဖမ်းဆီးခံရတဲ့ပြည်သူလဲ36ဦးအထိရှိနေပြီလို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့မင်းလာမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတဲ့နောက်အကျန်းဖတ်စစ်ကောင်စီတပ်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးတာတွေလုပ်နေရမှာ။ ဒေါ်လာ1တက်တွေကိုမနိုင်တာနဲ့ဘာမှမဆိုင်တဲ့ဂျေးဘာတွေကိုဝင်ရောက်မိရှုဖြက်စီးတာတွေလုပ်နေတဲ့အချိန်ဒီကနေ့ဇွန်လ25ရက်နေ့မနက်ပိုင်းမှာလေမင်းလာမြို့နယ်ခွတ်မှဂျေးဘာကိုအကြမ်းဖက်စစ်ကောင်စီတပ်သားတွေက တိုက်ပွဲလည်းမဖြစ်ပဲအကြောင်းမဲ့မိရှုဖြက်စီးနေတယ်ဆိုပါတယ်ဇွန်လ24ရက်နေ့ဖြစ်တဲ့မနေ့ကလည်းသူတို့စစ်တပ်ကမိရှုဖြက်စီးခဲ့တဲ့ငလှဆန်းကျေးရွာမှာတချို့နေအိမ်တွေမိမလောင်လို့ဆိုပြီးထပ်မံဝင်ရောက်မိရှုဖြက်စီးသွားပြီးတော့ယသပြည်သူ14ဦးကိုလည်းဖမ်းဆီးသွားပြန်တယ်လို့ငပြောတုံးတောင်ပေါ်စုငယ်ကရင်ပင်ကျေးရွာကဖမ်းဆီးခံရတဲ့ပြည်သူတွေနဲ့ပေါင်းရင်စစ်ဘောစစ်တပ်ကဖမ်းဆီးထားတဲ့ပြည်သူဟာ36ဦးထိရှိနေပြီဖြစ်တယ်လို့လေဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ ုတ်ကဲ့ဒါကတော့ရောင်ခစ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ